TPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အသက်34နှစ်အရွယ်ဒီမိုကရက်တစ်ကိုယ်စားလှယ်လောက်ဆိုရာမဒါနီဟာနယူးယောက်မြို့တော်ဝန်အသစ်ဖြစ်လာဖို့အလားလာကောင်းနေပါတယ်။ထရမ်ကတော့မြို့တော်ဝန်ဟောင်းအန်ဒရူးကူမိုကိုသာမဲပေးဖို့အတွက်ဆိုရှယ်မီဒီယာပေါ်မှာတိုက်တွန်းထားပါတယ်။ ChatGPT ဖန်တီးသူ OpenAI ကုမ္ပဏီက Amazon ရဲ့ Cloud ဝန်ဆောင်မှုအတွက်ဒေါ်လာ38ဘီလီယံတန်ကျေရှိတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆုံးသဘောတူညီချက်ဖြစ်လာခဲ့ပါတယ် Unmatched experience and operational expertise you can depend upon ကမ္ဘာစေးကြီးဆုံးအဖြစ်ပနမားကလာတဲ့အရေးသွေးမြင့်ကော်ပီစစ်တွေအသုံးပြုပြီးတစ်ခွက်ကိုဒေါ်လာ1000နီးပါးနဲ့ဒူဘိုင်းမှာရောင်းချပေးနေပြီဖြစ်ပါတယ် DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။